ခုတ်ဆုပ်တာဟောတာဟဟုတ်လားမြတ်စွာဘုရားကြီးကနေ나ယူခဲ့တဲ့တရားတွေကိုသူ့ရဲ့အရှင်သခင်ဖြစ်တဲ့တာမဝရီမိဘရားအမှုပြုတဲ့မိဘရားတွေကိုပြန်ပြန်ပြီးတော့ဟောတာတာကိုတစ်ချိန်မှပြန်ပြီးတော့မတန်းတန်ထားတာနော်ခုတ်ဆုပ်တာဟောတာဣတိယုတ်ဆိုတာရှိအဲ့ဒီဣတိယုတ်ပါဠိတော်ထဲမှာအဂိတုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောတာကိုတစ်ဆင့်ပြန်ပြောတာမိ၃မျိုးရှိတယ်ရာဂေကိဒေါသကိမောဟကိဆိုတော့ကပြောတယ်မိ၃မျိုး ဲ့ဒီတုတ်တန်ထဲမှာထူးခြားတာကဒီမီး၃ပါးကိုဘလို့ရေနဲ့ညှိမ့်သက်မလဲဆိုတဲ့နီလန်းထည့်ပြီးတော့ပေးထားတယ်ဟုတ်လားဒီမီး၃မျိုးကိုဘလို့ရေနဲ့ညှိမ့်သက်မလဲဆိုတဲ့နီလန်း၃မျိုးပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားရဲ့နော်ဟောတဲ့အတိုင်းရှင်မခုတ်စုတ်တတာဘလို့ပြန်ဟောတာလို့ဆိုရေစရတ္တိန်ဒီဝါယုတ်တာတမန်တန်ဗုဒ္ဓသာသနေတိနိဗ္ဗာန်ပင်တိရာခဲကိနိစ္စအတုပတ္တိညေနော် ဒီမြတ်စွာဘုရားဆုံးမထားတဲ့သာသနာတော်မြတ်ကြီးမှာဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေကနေရောညာရောစူးစားကြတဲ့အထောက်ကြတဲ့ဘလို့အထောက်ကြတော့ဆိုတော့ရှားခါဆိုတဲ့မိတော့ကိုအတုပါဆိုတဲ့ဘာဝနာကိုပွားများခြင်းဖြင့်ငြိမ့်သက်ကြတယ်တေနိဗ္ဗာပင်တိရာခခေနိစ္စအတုပသင်္ကြန်တော့ဟုတ်လားယောဂီတို့မနေ့တိုင်းနားထောင်ပြီးတော့နှလုံးသွင်းပြီးတော့နေကြတယ်ဘာဝနာ၅မျိုးထဲမှာအတုပဘာဝနာဆိုတာပါဘူးလားပါတယ်နော် မိမိခန္ဓာသူတစ်ပါးခန္ဓာတို့ရဲ့မတင့်တယ်တဲ့သဘာဝနော်ဆက်စုပ်ဖွဲ့သဘာဝနော်ယွန်ရှားဖွဲ့သဘာဝအနှက်မကောင်းတဲ့သဘာဝဒီလိုဆက်စုပ်ယွန်ရှားဖွဲ့သဘာဝတရားတို့ဖြင့်တိဆောက်ထားတဲ့ခန္ဓာအစုကိုဉာဏ်နဲ့တခုချင်းစီစစ်ဝေဖန်ပြီးတော့ဆင်ခြင်တာ၃၂ခုထာတာပဲနော်ဆံမေမွေးခြင်းခြေတိလက်တိအစရှိသဖြင့်ခန္ဓာရဲ့တိဆောက်ထားတဲ့သဘာဝကိုအမှန်ကန်စဉ်းစားတာဆင်ခြင်တာနှလုံးသွင်းတာ ဲ့ဒါဘာလို့ခေါ်တော့အတုပဘာဝနာအဲ့ဒီအတုပဘာဝနာဒီဟူသောရေဟာဘယ်မီးကိုညှိမ့်ဖို့အတွက်အထူးပြုထားတဲ့ရေလဲလို့မင်းရာဂမီးကိုညှိမ့်ဖို့အတွက်အထူးပြုထားတဲ့ရေပဲဟုတ်လားဒါကြောင့် ရာဂမီးကိုညှိမ့်ကျင်လေဆိုရင်အတုပဘာဝနာကိုအသုံးပြုရမယ်လို့နားလည်ရမယ်ပေါ့ဟုတ်လားပြီးတော့ဗာပြောတော့ဒေါသကိန်ပါဏမေတ္တာယနိဗ္ဗာန်ပင်တိနရုတ္တမမောဟကိန်ပါဏပညာယရာယံနိဗ္ဗေဒာဂာမိနိ ဒေါသမီးကိုကြတော့မြင့်မြတ်တဲ့ပုံကိုယ်တွေဟာမေတ္တာရည်ဖြင့်ညှိတတ်ကြတယ်တဲ့ဟုတ်လားစိတ်နှလုံးမှာတောက်နေတဲ့ဒေါသမီးကိုမေတ္တာဓိဟူသောရည်အေးဖြင့်ညှိတတ်ရတယ်တဲ့အဲ့တော့ဒါကစဉ်းစားတယ်ဟာအလွန်ကောင်းတယ်ညာသောဖြင့်ဘုန်းဘုန်းတို့ရဲ့စိတ်နှလုံးမှာလောင်တဲ့ဒေါသမီးဟာဘယ်ပုံမှာလောင်တာတော့ဘာကိုအကြောင်းပြုပြီးတော့လောင်တာတော့ဆိုရင်ကိုယ်အနည်းဝန်းကျင်မှာရှိတဲ့လူသားတွေကိုအကြောင်းပြုပြီးတော့ပဲ လောင်တာကိုနဲ့တိတဲ့လူတွေကိုပဲအကြောင်းပြုပြီးတော့လောင်နေတာတက်မဲ့တွေကိုအကြောင်းပြုပြီးတော့လောင်တဲ့ဒေါသမီးအလွန်ရှားတယ်ဟုတ်လားတလေးဆန်တွေကိုအကြောင်းပြုပြီးတော့လောင်တဲ့ဒေါသမီးအလွန်ရှားတယ်ကိုနဲ့မတိတဲ့လူတွေကိုအကြောင်းပြုပြီးတော့လောင်တဲ့ဒေါသမီးမရှိတဲ့လောက်ရှားတယ်ဒေါသမီးလောင်တာဘာကြောင့်လောင်ရတာတော့ကိုနဲ့တိတဲ့လူတွေကြောင့်ပဲလောင်နေကြတာပဲလေတိတာမှရင်းရင်းနှီးနှီးတိလေလေလောင်လေလေပဲ ်လားအဲ့ဒါရင်းနှီးတဲ့လူတွေကိုသတိထားဒေါ်လာသူတို့ဘောပဲဖြစ်ကြတာဟုတ်လားအဲ့တော့ကိုယ့်ရဲ့ဒီမေတ္တာဓာတ်ကိုကိုယ်ဟာကြီးသွားအောင်ကြိုးစားခြင်းဖြင့်အဲ့ဒီဒေါ်လာမိကိုငြိမ်းရမယ်အဲ့တော့ဘုဘုံကဒီတရားလေးကိုပြောမယ်ဆိုတော့မနေ့ကတစ်ချက်စဉ်းစားမိတယ်ဩယာကမီးလောင်တယ်ဆိုတာလည်းပဲဒီကိုယ်နဲ့တည်တဲ့လူသားတွေကိုလူသားတွေကိုအကြောင်းပြုပြီးတော့ပဲယာကမီးကလောင်တာကျွတ်တို့ရဲ့ အကြီးမားဆုံးသောဆွဲမဲ့မှုတွေဟာဘယ်ပေါ်မှာဖြစ်နေတာလို့မင်းနံပါတ်1ကကိုယ်ခန္ဓာကိုယ်ပေါ်မှာဖြစ်တာနံပါတ်2ကကိုယ်နဲ့ယဉ်နီးတဲ့ပုံကိုယ်ရဲ့ခန္ဓာတွေပေါ်မှာဖြစ်နေတာဟုတ်တယ်မဟုတ်လားနော်တက်မဲ့တွေပေါ်မှာဖြစ်တဲ့ຢာကတဲ့တက်ရှိတွေပေါ်မှာဖြစ်တဲ့ຢာကပို့ပြီးတော့ပြင်းထန်တယ်ဟုတ်လားတက်ရှိတွေမှာထက်စန့်ကျင်ဘက်နော်ဒီဘာဝရုပ်မတူတဲ့အဋ္ဌိဘာဝပုံဘာဝခေါ်တာပေါ့ယောက်ျားမေးမှာနော်စန့်ကျင်ဘက်တွေရဲ့အပေါ်မှာဖြစ်တဲ့ຢာကပို့ပြီးတော့ ပြင်းထန်တယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်မလို့ဒေါသမီးလောင်တာလည်းပဲဒီကိုနဲ့တည်တဲ့လူတွေပေါ်မှာပဲအကြောင်းပြုပြီးတော့လောင်တာယာကမီးလောင်တာလည်းပဲကိုနဲ့တည်နေတဲ့လူတွေရဲ့ပေါ်မှာပဲအကြောင်းပြုပြီးတော့လောင်နေတာဟုတ်တယ်မဟုတ်လားဒါကြောင့်ယာကမီးကိုကြတော့အတုပါနဲ့ညှင်းရမယ်ဒေါသမီးကိုကြတော့မေတ္တာနဲ့ညှင်းရမယ်လို့ပြောတာအလွန်မှသဘာဝကျတယ်ပေါ့အတုပါဆိုတာလည်းအသက်ရှိတွေပေါ်မှာပဲဘုံဘုံတို့နော်ထင်အောင်မြင်အောင်ဘာလို့ကြတာတော့ပွားများကြတာ မေတ္တာဆိုတာလည်းဒီသက်ရှိတဲ့တဝါတွေကိုပဲရည်ရွယ်ပြီးတော့ဘုံဘုံတို့မလုပ်ကြရတော့ပွားများကြတာစူးစမ်းကြတာဟုတ်လားသက်ရှိတဲ့တဝါတွေကိုအာယုံပြုတ်ပြီးတော့မှမေတ္တာဆိုတာဖြစ်တာဟုတ်လားဒါကြောင့်ဘုံဘုံတို့ယာကမိသောတာမိကိုနှိမ့်သက်ဖို့နော်ကြိုးပမ်းအထုတ်တဲ့အခါတိုင်းမှာဒီအတုပနဲ့မေတ္တာကိုဘုံဘုံတို့ကတတိယဖို့လိုမယ်ပေါ့နော်ဒါကြောင့်တတ္တဝါတွေရဲ့ပုံမှာနော်ကောင်းစားသိခြင်းနဲ့စိတ်ချမ်းသာသိခြင်းနဲ့စိတ် ဒါရဲ့မြင့်မြတ်ပုံအကျိုးကြီးပုံကိုနားလေပြီးတော့ဒီမေတ္တာဓာတ်ကိုအားကောင်းအောင်ဘုံမတို့ဟာလေ့ကျင့်သင့်တယ်ပေါ့နော်အဲ့တော့ဘယ်မီးကိုဘယ်ရင်နဲ့နှိမ့်တတ်ရမလဲဆိုရဲနော်သူမီးနဲ့သူ့ရေသူ့ယောဂနဲ့သူ့စီတက်အောင်ပေးထားတယ်ဆိုတာဒါကိုရည်ရွယ်ပြီးတော့ဘုံမကပြောတာဟုတ်လားအေးနောက်ဆုံးမောဟကိပါဏပညာယရာယာနိဗ္ဗေဒဂမိနိမောဟဆိုတဲ့မီးကိုကြတော့ပညာဆိုတဲ့ရေနဲ့နှိမ့်တတ်ရတယ် အဲ့ဒီမှာပညာကိုမြတ်စွာဘုရားဘယ်လိုလေးပဲဖွင့်လို့ဆိုရာယံနိဗ္ဗေဒဂามိနေနော်ကိလေသာအဆိုင်ခဲကိုဖောက်ခွဲဖြက်စီးပြစ်နိုင်တဲ့အစွမ်းရှိတဲ့တဘာဝတရားလို့အလိုအိပဲဖွင့်တယ်အပညာဆိုတာဘာတော့ဆိုတော့အမှန်ကန်သိမြင်နားလည်မှုနော်အမှန်ကန်ဆိုတာဒီနေရာမှာတလုံးနဲ့ဘုံဘုံတို့ထိအောင်ပြောရရင်ပြောင်းလဲနေမှုလို့ဆိုရအိဋ္ဌာကိုသိတယ် ကျိုးကြီးတို့ဒါကိုသိအောင်ထိုင်ပြီးတော့စ조사နေတာလို့လည်းပဲနားလည်ရဟုတ်လားအဲ့တော့ဒီအနေဆာကိုသိမြင်နားလည်မှုပညာဟာလောဘဒေါသမောဟကိုဖျက်ဆီးနိုင်စွမ်းရှိမရှိဆိုတာကိုကိုယ်ပိုင်ဉာဏ်နဲ့သိအောင်စဉ်းစားကြည့်ဟုတ်လားမြတ်စွာဘုရားရဲ့ဒေသနာကိုနော်စဉ်းစားပြီးတော့နားယူတာကပို့ပြီးတော့လေးနဲ့တဲ့အတိတ်ပဲကိုဆောင်းနော်မြတ်စွာဘုရားဒီမှာဘယ်လိုပြောတာတော့ ကိလေသာဆိုင်ခဲကိုဖောက်ခွဲဖြည့်ဆည်းပြည့်နိုင်တဲ့အစွမ်းရှိတဲ့ပညာအနိစ္စကိုတိတဲ့ပညာသည်လောဘဒေါသမောဟကိုဖြည့်ဆည်းနိုင်စွမ်းရှိတယ်ဒီလိုပြောတာဟုတ်လားအဲ့ဒီပညာဒီဟုသောရှေးဟာဗာမီးကိုညှိတတ်တဲ့နေရာမှာအသုံးပြုရပါတော့မောဟမီးတဲ့ဟုတ်လားအဲ့တော့မီး၃မျိုးကိုရေ၃မျိုးဖြင့်ညှိတတ်ရမယ်ဆိုတာကိုဖော်ပြထားတယ်ဘာတုတ်တန်တယ်တော့ဒီတုတ်တန်ကလည်းအဲ့ဒီတုတ်တန်